မင်္ဂလာပါခင်ဗျာကျွန်တော်ကတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပိုက်ကြီးတဲ့နေတော့အိမ်ဆိုတဲ့တရေဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာစာရေးဆရာမမုံမခိုင်ရေးသားပြီးကျွန်တော်ကစားစီစဉ်တင်ဆက်မှာဖြစ်ပါတယ်ခင်ဗျာလူတော်လက်မခံနိုင်ပါဘူးခါခါတီးတီးအတန်ကအကြီးမှခင်တွေးရဲ့အတန်ဖြစ်သည်ကြောကောင်းဒရေးတစ်ချက်ကိုမျိုးချလိုက်ရင် အမေဘက်ကိုအာကိုတကြီးနဲ့ကြီးလိုက်မိတယ်အမေက အမေလည်းဘာမှမပြောနိုင်ဘူးသာသားဘာသာပညာဆုံးလို့မိဘသဘောကျသည်မကျသည်မမေးပဲသားဘန်သားရွေးချယ်သွားခဲ့တာအခုမှလက်ခံပေးပါဆိုတော့သားလွန်တယ်မထင်ဘူးလားအမေရင်ခောက်ခောက်ကြီးပြင်မဲ့တန်ရောစင်မဲ့စကားဆိုလာပြီးမှကြော်ကောင်းကိုဝင်ကြီးနဲ့ပွန့်လေထိုင်နေသောဇနီးတဲ့စုံမွေလက်ကိုဖြင်းချင်းဆုပ်ကိုင်းလိုက်တယ်ဒီကြားထဲအငယ်မထွေထွေမြစ်ကအိမ်ကချင်းရတယ်တဲ့လူပေါ်တော့မြစ်တို့အခန်းလက်မခံပါဘူးနော် ကြော်ကောင်းမှားခဲ့သည်မှန်ပေမဲ့တွေးတိုင်းဖြစ်သောသူ့ရဲ့မိသားစုရဲ့ဥပစ်ခါကိုမြင်လိုက်ရသောအခါအတိုင်းမသိဝမ်းနည်းမိလေတယ်။ခင်ထွေးနဲ့သူကတနှစ်သာကြာ၍သူကကြောင်းမိတဲ့နဲ့တတော်ဌာနတွင် အလုပ်ရသည်။ထို့နောက်စိုးစိုးမွန်နဲ့လက်ထက်ခဲ့တယ်။အင်ကိုအတိမပေးခဲ့တာကိုကြောင်းနဲ့ကိုဖြစ်သည်။မြို့တွင်တကူရီတကာရရုံးကန်နေရသောသူဖို့လဲလာသည်တော့မဟုတ်။ဒီတော့အတွင်စိုးစိုးမွန်ကသူ့အတွက်အားကြီးတစ်ခွက်ဖြစ်ခဲ့တယ်။ ဆွဆုံမွန်တကိုယ်တည်းငှားနေသောတိုက်ခန်းတွင်ဝင်ထွက်သွားလာရင်လူငယ်တို့တဘာဝညှီဆွန်းခဲ့ကြရာမထင်မပဲလက်ထပ်ဖြစ်ခဲ့ကြတယ်။လက်ထပ်ပြီးတော့ဆွဆုံမွန်ရဲ့တိုက်ခန်းအပြင်အခါရုံးမှပြီးတော့အခန်းတစ်သိလေးတွင်အတူတူနေထိုင်ခဲ့ကြတယ်။သူကနေဘက်ပြောင်းရွှေ့ရန်အော်လာကြလာသည်မို့သူကြလာတော့နေကတကယ်တော်ကြီးပင်ဖြစ်သည်။မပြားလဲချမ်းသည်မို့ဇနီးတဲ့ကိုခေါ်သွားဖို့စိတ်မချတာကြောင့်လာအပ်ခြင်းဖြစ်တယ်။ အခုတော့တင်းအောင်မှမလို့လာတာမလို့လှည့်ပြန်ရုံသာရှိတော့တယ်။သူ့ရဲ့ဇနီးတဲ့လက်ကိုဆွဲကထားရလိုက်တော့မျက်နှာလေးညှို့လျက်လိုက်ပါလာတယ်။ကဲကဲငါအားလုံးကြားပြီပြီ။ဒါဘဲမှသွားစီရမလို့မင်းဇနီးကိုဒီမှာထားခဲ့ကြည့်လိုက်တော့အဖေဦးရဲ့ကောင်။အဖေကဘယ်တော့မှဆို သူ့ဘက်ကရှက်တိပေးခဲ့သူတယောက်ပါ။အခုလဲအဖေပါလာပြန်ပြီဖြစ်သည်။အလဲတန်းအကြောင်းဖြစ်တော့သူ့အဖေသည်အခြားကျောင်းဆရာများနဲ့မတူစွာ တာဝန်နဲ့ဝတ္တရားကြားတွင်အိမ်ပြန်နှောက်ကြအမြဲဖြစ်လေသည်အကြီးမခင်ထွေးကသူတိအိမ်ရဲကခွာတော့တမီးတို့ကိုစကားတခွန်ဟခဲ့လို့လားအဖေအခုမှပြန်လာတော့တမီးရဲ့စိတ်လျှော့လိုက်ပါအဖေတို့ကမိသားစုဝင်နေလေကဲပြောတာအခက်ခဲ哦ကျော်ကောင်ကအဖေဘက်ကိုလှဲကဒီလိုဖြစ်ပြီးတာအလုံးနေပဲကြတယ်အရန်ခေါင်းတော့မလို့ဒီမှာအထားချင်းနေတာကိုဝင်ကြီးနဲ့ဆိုတော့ဟိုမှာစိတ်မချဘူးလေမချပါဘူးအဖေ ဆိုခလေးမွေပြီးနေသားကြတာနဲ့ကျွန်တော်ပြန်လာခေါ်มาပါတားရဲ့ဒါတားနေခဲ့တဲ့အိမ်မှာတားဆန္ဒရှိသလောက်နေလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဖေဖေငယ်မခြေဆောင်ကအထဲဝင်သွားလေတော့တယ်အကြီးမလည်းထထသွားလေတယ်အမေကတော့ဘာမှမပြောဘူးကြောကောင်းရင်ထဲတွင်အဖေကိုကျေးဇူးအရန်တင်နေသည်ကဲဆိုအခုသွားမယ်နော်ကိုဝင်းကိုတေချာကြည့်ယူဆိုင်ဆိုးကမျက်ရည်မချပေမဲ့မျက်နှာညှိုးနေတာတော့တည်တာတယ် ကျမကြီးမကောင်းလာတော့ကိုဝင်တဲ့ဇင်းသီးတဲကိုထားခဲ့ရမှာစိတ်မချပင်ပဲသူထားခဲ့ရမှာ သူ့မိသားစုမဟုတ်ဘာမှဖြစ်တော့ပါဘူးလေဆိုပြီးတော့စိတ်ကိုတင်းမိခဲ့တယ်။ဆိုမှကို့ကိုမချဖြူတော့မိသားစုမှာနေခဲ့ရတယ်မဟုတ်ဘဝင်မရေရှိလာပင်ပဲအကုတ်ကိုစိတ်မစင်းရဲ့ကျင်တာမဟုတ်အာတင်းမီပြုံးထားမိတယ်။ကြောက်ခိုင်းသွားတော့အကုတ်ကိုချင်းအိမ်ပေါ်မဝင်မရေတက်လာမိခဲ့တယ်။သူမအောင်မြင်တဲ့နဲ့ခင်တွေးရ ဘဲနဲ့တော့တာကြီးဖြစ်ပြီးအိမ်ကိုထောက်ပံ့မှုနေနေတဲ့တာအခုတော့သူ့အရှုပ်ထုပ်တွေကိုအိမ်ပေါ်ရောက်လာရတယ်လို့ဆုံးမပဲတော့အမှန်မသိပဲခြေလန်းတုံသွားတယ်ထိုးစင်ဟဲ့ဟဲ့ညီလောင်ဟုတ်ကဲ့ဟုတ်ကဲ့ညီကိုဒီအိမ်မှာမတက်တာလို့လက်ခံရတယ်ဆိုပေမဲ့အလေကနေလို့တော့မရအောင်နော်ဟုတ်ဆိုးဆိုးပါပဲဖြစ်ဖြစ်လုပ်ပေးပါမယ်အေးအခုလောလောဆယ်ထမင်းချရမယ်ဟုတ်ကဲ့ဆုံးမပြောပြီးအိမ်နောက်ဘေးဝင်လာခဲ့တယ် ကိုဝင်ကငါးလာတာရှိသေးတော်လဲစိုးမုံခြေတော်တို့ကအနေငယ်ဖောယောင်ခြင်းနေပြီစိုးမုံငယ်ငယ်ကအတဝါဖြစ်ပူးခဲ့တာမို့ကိုဝင်ကိုအထူးယူဆိုင်ရတယ်ထမင်းချက်ဖို့လောက်တော့ရေအိုးထဲတွင်ရေကမရှိအိမ်တွင်ကိုကခန်းရံအချားလဲမြည်သူမှမရှိပေမေကဈေးထဲတွင်ဟင်းသီးဟင်းရွယ်ရှောင်းတော်မို့ဈေးသွားလေသည်အဖေကလည်းကြောင်းသွားကငယ်မထွေထွေမြစ်ကဆက်ချုပ်တင်တန်းသွားလေသည် ကြီးမှခင်ထွေးကိုလည်းမပြောရတာမို့ရေပုံယူကအိမ်နောက်ဝေးလေကမှအိမ်အုပ်သို့ဆင်းလာခဲ့တယ်။အိမ်ကခြေတန်းရှင်အိမ်မို့လို့အတော်မြင့်ပါတယ်။ရေတွင်းကခြံတောက်မှမို့အိမ်ထဲအနှဲငယ်လှမ်းလေသည်။ရခင်ထိုးအလုပ်ကိုခင်ထွေးလောက်ရဟန်တဲ့သူသည်အခုတော့စိုးကိုအကုန်လွှဲချလိုက်သည်။သူမကတော့ဝိထုစာအုပ်နဲ့ညိတ်နေလေပြီ။စိုးသည် ရေတွင်းမှရေကို နိုင်သမျှဆွဲကကိုဝင်ကြီးနဲ့မို့အတော်တော့တတိထားရသည်။ ရှေခတ်ထမင်းတဲဟင်းချက်ပြီးတော့ထမင်းဟင်းကုပေးရသေးသည်အမေအတွက်ဈေးကိုထမင်းကြိုက်ပွေရတယ်အဖေကမနက်ထက်ကထမင်းကြိုက်ထဲကအချောင်းကိုတောင်းနေတော်မူခင်တွင်းနဲ့ထွေးထွေးမြစ်တို့သာနှစ်လေသာစားလေသည်ဇိုးကသူ့တို့အားလုံးစားပြီးမှ နှစ်လေသာစားလူနဲ့အိမ်လုံးများမှာဆိုးအတွက်ပုံမှန်လဲပက်လာခဲ့တော့တယ်။ထမင်းချက်ရတဲ့ဆိုးအတွက်မခက်ခဲပေမဲ့ရေခက်ရတာဆိုးအတွက်မလွယ်ဘူးလှပဲ။ အဖေကတော့တခါတလေအိမ်တွင်တက်တာတလို့နေရန်ပြောပေမဲ့ကြံလူများမှဆိုးအတွက်သစိမ်းပြင်းပြင်းမျှတာဘာလို့လို့နဲ့ဆိုးတည်ရင်ရောက်တာနှစ်လပြည့်ခဲ့လေသည် ထိုနေ့ကဆိုးစိတ်တဲ့လေးနေမိသည်သူလည်းနေထိုင်ရတာမအီသာတို့ပေမဲ့အဖေတွင်ကြိုက်ထည့်ရန်မနက်အစောကြီးထား၍ချက်တဲလိုက်သည်ထို့နောက်ဆိုးရေခက်ရန်ရေပုံးယူပြီးဆင်းလာခဲ့တယ်ပုံမှန်ဖြစ်နေပြီမို့နေသားကြတယ်လို့ဖြစ်နေလေပြီရေပုံးဆွဲက တွေကနေတက်လာခဲ့တယ်။ခါတိုင်းအိမ်တွင်ခင်ထွေးအများတန်းရှိပေမဲ့ထွန်းနစ်တွင်ရှိနေပုံမရ။ဆိုးရေပုံးဆွဲကလေကလေးဆင်းမြောက်တော့ခြေချော်ကရေပုံးကိုလူရောကျသွားလေတယ်။ဆိုးကအားဆိုပြီးတော့អော်လိုက်တယ်။ဆိုးမှာလူပါပဲဖြစ်ဖြစ်ဟုသဘောထားကကိုဝင်ကိုအသေးလွယ်ထားလိုက်တယ်။ခါတိုင်းမျက်ခနဲ့ခန်းစားရကခြေကတော့ရှက်လို့မရတော့ဘူး။ကျန်တာကတော့ဘာမှမခံစားရပါဘူး။ ခင်တွေ့ရေခင်တွေ့ရေဆိုအရေးဆုံးကမခင်တွေ့ကိုခေါ်လိုက်တယ်။ဘာလဲဘာဖြစ်တာလဲဘယ်အချိန်ကပြောင်းရုံနေမှမသိတော့ခင်တွေ့အတန်ကလူမြင်မြင်ပဲကြားနေရတယ်။ဆိုးထူအောင်ဆိုးထားလို့မရလို့ပါညိနဲ့လှုပ်လိုက်ပြက်ကချော ခင်တွေ့မှာဖြစ်ဖြစ်တတ်တော့ပြောရင်ဆုံးမအားလာရောက်ဆွဲထူကခြေထောက်စီတို့စီးကြနေတော့တွေ့ရှိကြောင်းများကိုကြည့်ပြီးမျက်လုံးပြူသွားရတယ်။ဆုံးမမှာရုတ်တရက်မျက်နှာပြက်လာကအာဘိုက်ကနာတယ် အကိုရေအကိုရေခင်တွေးမှာခြေမကင်မီလက်မကင်မီဖြစ်ကရက်ခွက်တဲ့တွားရောက်အကူကြီးတောင်းနေသည်စိုးမုံမှာချက်ချင်းတွေးများအစမတန်စင်းကဖြူရော်လာသည် တချို့နားလည်တော့မိမတ်ကြီးများကကိုဝင်ကလမ်းမရှိသေးဘူးနဲ့တူတယ်မြ мян ဆင်းအောင်တောင်းမှဖြစ်မယ်မကြပါဘူးဈေးတွင်တွားရောက်ခေါ်ခိုင်းတော့အမေလည်းရှောက်လာတယ်ဥပချစ်တို့ကန်းဟကစိတ်ယုံချက်ချင်းပို့ရန်စီစဉ်ရတယ်လမ်းတော့ဝက်မှာတွေးရအလွန်ထွက်ကစိုးမုံမှာအချိန်နေတော်တော်စိုးနေလေပြီ။ စေယုံရောက်၍ဆရာဝန်များကအတက်နိုင်ဆုံးစ조사တော်လဲလာမရှိတာဒီချောင်းလေကားပေါ်ကကြာခြင်းထိခိုက်ထားတာဒီချောင်းစုံမအားမကင်လိုက်နိုင်တော့ပဲစုံမစုံပြီးတရက်အကြာမှာကြောခေါင်းလျှောက်လာခဲ့တယ်။အကြောင်းဆုံးကိုတင်ရတော့မိသားစုအားစိတ်နာကစုံမအားဒီချိုပြီးတဲ့နဲ့ဖုံးယွက်ကအပီးပိုင်းပျောက်သွားခဲ့တော့တယ်။ခွေးဦးတန်များကចောင်းမက်ပွဲရာအတိခင်ထွေးနဲ့ထွေးထွေးမြမအမေရဲ့အိမ်ယာနာမှာ ပိုး၍တိုးကပ်၍အိတ်လိုက်တော့တယ်။အဖေကဖျားရှင်ရှေ့ခေါက်တော့ခေါက်ပြန်လမ်းလျှောက်နေတယ်။ချက်ကွက်ထဲတွင် ကောလာဟာလာတစ်ခုပြန့်နေသည်။ဇိုးမုံမချွတ်ဘူးတဲ့။ခင်ရွေးတို့ကိုပြင်းတဲ့ကိုဇိုးမုံသေးပြီးအိမ်တွင်ပါရိတ်ရောင်မှမတွေ့ပေမဲ့ဇိုးမုံရှိနေတယ်လို့ခံစားရပါတယ်။ကိုတနေ့ညကစိုက်ကားသမားကိုလာထုံးကခင်ရွေးအိမ်ရှိဖြစ်သွားရာခြံတော့အတွင်းတွင်အဝတ်ထိုင်လျှော်နေသောဇိုးမုံတွေ့ရတယ်တဲ့။ခင်ရွေးမှစဉ်းစားရင်ချွေးပြန်ကဆောင်းကို ောင်းအထည်ဆွဲချုံလိုက်တယ်။တည်ကြတယ်။အိမ်သားကသွားကျင်လာပြန်တယ်။မိတွေကလည်းမှိတ်ထားပြီမို့တအိမ်လုံးမဲမောင်မောင်ခွေဥတန်ကြောင့်ကြောပူအေးရတယ်။ထွေးမြစ်ကိုလို့တော်လဲတွတ်တုံမလုံး။အမိထံမှအသက်ရှူတမ်းမမှန်ကြားနေရတာမလို့အိပ်ပျော်နေပုံရကမနှိုးမချင်းခင်ထွေးအရေးစွန်ကတမိလေးတလက်ပြဲနောက်ဖေးသို့ထွက်လာခဲ့တယ်။ထို့စဉ်လမ်းလျှောက်တန်းကြီးကြားနေရတယ်။ဘသူလဲ ထင်တွေးခြေတန်လာရစီတမီထိုးကြီးကမျက်နှာကြီးဖူးဖွေးဘိုက်ကြီးအဆမတန်ဖောင်းတက်နေသောစိုးမိုဤဖြူစွန့်နေသောမျက်နှာကိုမြင်လိုက်ရကအမေရေဟုတခွန်းနဲ့အော်ကဲခင်တွေးခြေခောက်လဲသွားတယ်ခင်တွေးမှာထိုနေ့မှစ၍ရေအောင်ချောက်ချားများပြောကစိတ်မူမမှန်တော့ကိုအိမ်တွင်ဆက်မနေရဲတော့ကအိမ်ငားရန်အိမ်ငားကို အသေးတန်ရှာနေတော့ဦးရဲ့ကောင်မှအထက်တန်းကျောင်းအောင်ဖြစ်သည်ဖြစ်မြို့သူ ပြောင်းရွှေ့သွားလေတမိသားစုလုံးတောင်းသွားကြလေတော့ဘူးအိမ်ကိုမူအိမ်ကားတင်ခဲ့ကမိတိအိမ်ကားမှာဆုံးမကြောက်တပတ်ကြအောင်မခံမီတချို့မတည့်၍ဈေးပေါ်တစ်ဖြစ်ငှားကြတော့လဲနောက်ပိုင်းဆုံးမုံကြုံမှန်တည်တော့ခါညီသူမမငှားကြတော့ဘူးနောက်တော့တဖြည်းဖြည်းလူမနေတဲ့အိမ်ကြီးဖြစ်လာကအိမ်ကြီးမှာတစားတစားရွှေရင်းလာလေဒီနေ့တိုင်းအိမ်ဟောင်းကြီးဖြစ်နေဆုံးမုံကျွတ်လာမကျွတ်လာညီသူမမပြောနိုင်ကြသလို့ ဘုန်းကြီးဝတ်သွားတယ်လို့ကြောက်ခေါမှာလဲရှင်နေထက်တည်အောင်မတွေ့တော့ပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာ